ဆင်းတဲ့ပုံစံတပုံခွာချဖို့ဆိုရင်ကျွန်တော်ကဒီသူများတချင်းနဲ့လည်းဆင်းလို့မရဘူးဖလိုးပေါ့ဒုတိယကြောင်စားသားပေါ့အာပြီးတော့တတိယကြောင်ကျွန်တော်ကဆလန်းဆိုတဲ့ဟာလေးဒီပရိသတ်ရင်ထဲထိမဲ့ဟာလေးကိုဦးစားပေးဖြစ်တယ်ပြီးတော့စတုတ်ကအချက်ကကြောင်ဒီဇလန်းနဲ့လိုက်ဖက်မှုဒီအံဝင်ခွင်ချဖြစ်မှုကဟိုအရေးကြီးရဲ့အတွက်အဲ့အချက်လေးကိုအဓိကဦးစားပေးပြီးတော့ဖန်ကြီးဖြစ်ပါတယ်သုံးဝင်သေးကိုအာဒီမေသားမင်းသမီး၄ယောက်ပေါ့နော်ဟိုဝေလာကြီးအဲပြီးတော့မင်းမို့ အာကိုစိုင်းစီတုံခဲရဲ့မေဖို့မြတ်ရဲ့ဆိုဖို့အတွက်ကိုကျွန်တော်ကကျွန်တော်နဲ့ရောက်ကုန်တဲ့ကရေးသားရရဲ့အကုန်လုံးကောင်းချပါရဲ့အကုန်လုံးကျွန်တော်လေးထင်တော်မထင်တာဟိုဟာအဲမေဖို့မြတ်ဆိုလုံးဝအတန်လေးကိုငြိမ်ပြီးတော့ကိုဒီဂိယုနာတန်လေးနဲ့တားကောင်းတယ်ဆိုတော့နှီးပါတိုင်းဆိုနိုင်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လေးယောက်လုံးတကယ်ပါဟုတ်ဟုတ်ကဲ့ပါအခုကတော့ဒီရွှေနဂါးဝင်းထုံးဆိုတဲ့ဒီခီးသွွားကုမ္ပဏီ အဲလုပ်ငန်းကြော်ညာလေးကိုအဲကျွန်တော်နဲ့ဂျူးနဲ့တည်ဆိုထားရပါတော့ပြီးတော့ဒီအခုတရုတ်ဆောင်ကတ်လေးအဲမန်ဒီတို့ဟိုတခြားဒီရခိုင်တရုတ်ဆောင်လေးနဲ့အတူတူကျွန်တော်တို့ဒီပောင်ရီကူးနေပါတယ်ဟုတ်ကဲ့ပါအကရီလည်းပါတယ်ပြပြီးတော့ဒီ green screen နဲ့ဒီပြုလုံးမဲ့ CGI ပုံစံမျိုးလေးလည်းပါပဲပေါ့နော်အာပြီးတော့ချစ်ဖို့ကောင်းတဲ့ဒီရွှေနှကားအယုတ်လေးနဲ့အဲ့လိုမျိုးဟိုကားရဲ့အကောက်ွက်လေးလည်းပါတယ်အဲတခြားဟာသဇက်ွက်လေးလည်းပါပဲဗျအထူးဆန်းဆန်းလေးပါ အဟုတ်ကဲ့ပါဒီ commercial တွေကိုလက်ခံသည်ဆိုရေးသားတော့ဗျာပို့ပြီးတော့အော်သူတို့လုပ်ငန်းအတွက်လည်းဒီ image ကကျွန်တော်တို့လုံနိုင်လုံနိုင်ကလေးပို့ပြီးကြီးမားလာရဲဆိုတော့ဒီကိုအတွက်အာကိုဖန်တီးမှုကဒီသူတို့အပေါ်အာဒါအရေးပါပါရဲအဲပြီးတော့ကျွန်တော်တို့ဖန်တီးမှုကြောင့်သူတို့ product တခုခုမဖြစ်သွားအောင်လည်းကျွန်တော်တို့ဖက်ကနေအရန်တာဝန်ကြီးပါရဲခင်ဗျဟုတ်ကဲ့ပါအခုကဒီရေဆက်လုပ်တည်လိုက်တခါတည်းမဆုံးသေးတာဆိုတော့ဇာတ်လမ်းတွေးလေးကအခု အာနှွန်းတော့မယ်လို့ကြားရဲအဲအားလေးထွက်တော့မယ်ပြီးရင်အာမဟာကထွက်မဲ့မရကျွန်ဆွဲစီးတွေးကအစဝင်ပြီးရဲအဲပြီးတော့အာဒီအခုလောလောလဲလဲလှူထားကအမျိုးဆွဲစဝင်ပြီးရဲပြီးတော့အာ MRD 4 MRD 4ကတကားဟုတ်တယ်ထပ်ပြီးဖန်တီးဖို့ရှိပါတယ်ဟုတ်အဲအားလည်းဒီမဟာကအစ် ထုတ်လင်းမယ်အညှိုးဆွဲဇလန်းတွဲပါဒါ ਈ တာကိုပြည့်ပြောင်းနိုင်ပါခင်ဗျအဲအမဇောင်းဝင်တေးကိုအာဒီမင်းသားမင်းသမီး၄ယောက်ပေါ့နော်ဟိုဝေလာကြီးအဲပြီးတော့မင်းမို့အာကိုစိုင်းစီတုံခန့်ရဲ့မင်းဖို့မြတ်ရဲ့ဆိုဖို့အတွက်ကိုကျွန်တော်ကကျွန်တော်နဲ့ရောက်ကောင်းတဲ့ကရေးသားရရဲ့အဲပြီးတော့အဲသူတို့ရိုက်ကွင်းရှိရဲ့စီကိုလည်းတွားပြီးတော့ကျွန်တော်ဟွာပေါ့တချင်း train ပေးရဲ့အဲပြီးတော့ကျွန်တော်စီမှာပဲသူတို့လာသွင်းကြရဲ့အဲလာသွင်းတော့လည်းအမတ်တရားအများကြီးပါမိကလည်းပြက်ပြက်တော့သူတို့လည်းအကုန်လုံးချွေးအတန်းနေတယ်အဲ့လိုမျိုးသွင်းရရဲ့ အဲသူဆိုမယ်ဆိုတော့တီအောင်မှဒီတချင်းရရပါအဲ့မှလည်းဒါရိုက်တာ request လုပ်ပါရဲ့ဟိုအရင်လဲအမြင်ကြီးမဟုတ်တော့အရင်အနေကြီးလည်းမဟုတ်ဘူးသရုပ်ဆောင်ရေးဆိုဆိုဆိုတဲ့အတွက်ကျွန်တော်ကဒီအာဘယ်လိုပြောမလဲအကုန်လုံးနားဆွဲလွယ်မဲ့စကလုံးလေးနားဆွဲလွယ်မဲ့ဖလိုးလေးကိုဖန်ပြီးရေးသားပါရဲ့အဲဒါပေမဲ့လည်းတကယ်ရေးပြီးတဲ့အချိန်မှာသူတို့ကိုယ်တိုင်ကလည်းတကယ်သေချာလေးစိုးနိုင်ပါရဲ့ခင်ဗျအကုန်လုံးကောင်းချပါရဲ့အကုန်လုံးကျွန်တော်လေးထင်တော့မထင်သာဘူးဟိုဟာအဲမင်းမုံမြတ်ဆိုလုံးဝအတန်လေးကိုငြိမ်ပြီးတော့ကိုဒီဂိမ်းနာတန်လေးနဲ့ တဟားကောင်းတယ်ဟုတ်ဆိုတော့နီးပါးတိုင်းဆိုနိုင်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်၄ယောက်လုံးတကယ်ပါဟုတ်ဟုတ်အဲပထမစဉ်းစားမိတာကျွန်တော်တို့ဒီဖလိုးပေါ့နော်တခြင်းတစ်ပုံးတစ်ပုံးခွာချဖို့ဆိုရင်ကျွန်တော်တို့ကဒီသူများတခြင်းနဲ့လည်းဆင်လို့မရဘူးဖလိုးပေါ့ဒုတိယကြောင်စားသားပေါ့အာပြီးတော့တတိယကြောင်ကျွန်တော်တို့ဆလန်းဆိုတဲ့ဟာလေးဒီ ပရိသတ်ရင်ထဲထိမဲ့ဟာလေးကိုဦးစားပေးဖြစ်တယ်ပြီးတော့စတုတ်ကအချက်ကကြောင့်ဒီဇလန်းနဲ့လိုက်ဖက်မှုဒီအံဝင်ခွင့်ချဖြစ်မှုကဟိုအရေးကြီးရဲ့အတွက်အဲ့အချက်လေးကိုအဓိကဦးစားပေးပြီးတော့ဖန်တီးဖြစ်ပါတယ်ရန်ကုန်နဲ့နေရာအတူတွေ့ရဖို့ကဒီ80ရာခိုင်နှုန်းလောက်များပါတယ်ခင်ဗျအာကျွန်တော်ဒီဆိုလိုဆောင်းတွေလောက်ပဲသူများအတက်ဆိုလိုဆောင်းတွေလောက်ပဲဒီကိုစီကိုစီခွဲပြီးရေးကြရှိရဲဒီ commercial သိန်းဆောင်းတွေဆိုရင်တော့ရန်ကုန်နဲ့ဟာ80ရာခိုင်နှုန်းလောက်ရှိရဲခင်ဗျဟုတ်ကဲ့တငယ်ချင်းတန်ရုံးစင်ကိုအလုံးလို့ရတာကိုစိတ်တူကိုကြည့်ကြရလဲပါတယ်ပေါင်းလာရလဲ ဆက်သုံးသိန်းလောက်ရှိပြီဒါဒီကျွန်တော်ကျွန်တော်ကရန်ကုန်ရောက်စားတော့ကဆိုရင်ဒီကျွန်တော်တာဝန်မှာနေရတာဝန်ထဲမှာတငယ်ချင်း15ယောက်16ယောက်လောက်ရှိရအကုန်လုံးက rocker ပန့်တွေအဲအထက်မှာမှဒီရာကောက rapper တယောက်ထဲပါရကျွန်တော်နဲ့အမှတွေ့ပြီးတော့ပေါင်းဖြစ်ကြရ freestyle ဆိုကြရပြီးတော့ဂျားထဲမှာကျွန်တော်ကရခိုင်ကိုပြန်သွားဝေးသွားကြရအဲပြီးတော့ဒီတချင်းလုံရင်းထဲမှာဒီ level ထဲမှာပြန်တွေ့ကြအဘယ်အချိန်ပြန်ကြည့်ကြည့်ကျွန်တော်ကရောရီးရရီးရပြီးတော့ဘာရောကြီးမှမသိဘူးဆိုပြီးတော့ကြော်ကြော်ပလိုက်တယ် အခုကိုကဒါပြောင်းလဲသွားတယ်လို့ထင်လားအဲပြောင်းလဲသွားပါတယ်ဘာဘာရောင်းရတော့အမမမင်းကလည်းလိမ်မသွားပါအာဟုတ်တယ်ဗျာဘယ်လိုပြောမလဲအမှန်တိုင်းမျိုး already ကြီးပဲဆိုရင်ခဲရပါဒါပေမဲ့အကျိုးပေးတာဟုတ်ကဲ့ဟုတ်ကဲ့အကျိုးပြချောင်းမယ်လို့ယူနေအကျိုးပေးရောလေဒီလိုပဲအလုံးသဘောရလုံးနေရပါဟုတ်ကဲ့ပါအညိုးရောနောင်းနေလောက်မှလို့ကြားရဗျာဒီလောလက်ကြားထဲမှာရှစ်လပိုင်းရှစ်ရက်နေ့မှာဟောနှစ်ပတ်နောက်ဆုတ်သွားရလို့ကြားရ sorry အာရှစ်လပိုင်းအကုန်ခါနီးလောက်ဖြစ်မဲ့တယ်ဟုတ်ကာကြီးဟောခက်တက်မှာပြိုင်ဆိုပြီးတော့အကားထဲမှာဇုံးဝင်ဒီတပုတ် red တပုတ်ပါပါတယ်ရေးသားပေါ့ဟုတ်ဝင်တော့ပါတယ်အဓိကဒီဇလန်းတွဲဇုံးဝင်ဒီကပိုပေါက်ကြရပြဗျာဘာလို့လဲဆိုတော့ဇလန်းတွဲကြောင့်ဒီ episode တွေများအောင်လေနေတိုင်းဒီပါဟိုဟာဒီကထွေးလာမှာကိုအဲ့လိုမျိုးပါနေကြောလူတွေကလည်းနားဆွနားဆွနားဆွနေတဲ့တချင်းလေးလိုက်ရှာရင်းနဲ့အဲ့လိုမျိုးပေါက်ကြရလည်းများပါခင်ဗျဟုတ်ကဲ့ဟုတ်ဝင်တော့ပါတယ်အဲ့လိုမျိုးအရင်တော့ဆိုလဲကျွန်တော်ငယ်တုန်းက ်ဒီမှာကျွန်တော်ဘာပေါ့တုံးอ่ะဆိုလဲအဲ့လိုမျိုးဖွင့်တာကြားရင်သိရမလားအာရှက်တယ်လို့ချက်တယ်လို့အဲ့လိုအခု ठी ပါပဲအဲ့ခန်းစားချက်ကဟုတ်အဲ့လိုမျိုးမရှိပါဘူးမဟုတ်ဘူးလေကျွန်တော်ဒီဂီတနယ်ပယ်ကြောင်းအဆုံးစားမရှိစူးစမ်းနေမှသာသင်ယူလေးလေ့လာလေးတွေ့ရှိလေးပေါ့ဟုတ်ဟုတ်ကဲ့ဘာလို့ဒီရလေ rap ပြေးနေကြခက်ကြမ်းကြမ်းနေရေးလို့အဲ့လိုဒီလို OTS sound ဒီဆုံးဝင်ကြအញ្ញမ်းနူးညံ့ပြီးတော့အញ្ញမ်းတိမ်မွေ့နေတာဘာလို့လဲ ်ဒီကမိမရသွားလို့လည်းပူပါပါတယ်အချစ်စကလုံးလေးကပူပြီးရွာနူးရွာလာအေးကဲတော့ဒူးကြံပေါ့အဲဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ကိုဒီအားပေးနေကြတဲ့ညီကောင်မောင်တို့မရဲ့အကုန်လုံးလည်းအဲအကုန်လုံးစိတ်ချမ်းသာခြင်းဂူကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးကကြီးတမောင်အနေကျော်လွှားနိုင်ကြပါစေလို့ကျွန်တော်လည်းအနုပညာလုပ်တင်အများကြီးလုပ်နေပါတယ်အသစ်အသစ်ဖန်တီးမှုတွေထွက်လာရင်လည်းအားပေးကြပါဦးလို့ပြောချင်ပါတယ်ခင်ဗျာ